တရုတ်နိုင်ငံရဲ့ကြားဝင်မှုကြောင့်တအန်သက်ထင်းနယ်လီကစုခွာဖို့သဘောတူခဲ့ရတဲ့မူကုံမျိုးဟာမင်းညာကတော်တော်လေးစိတ်လှုပ်ရှားစရာဖြစ်ပျက်တွေဖြစ်လာနေခဲ့ပါတယ်။နိုဝင်ဘာလ6ရက်နေ့ည7:00နာရီလောက်မှာမူကုံမျိုးသူမျိုးသားတွေဟာမြို့လုံးကျွညီပါတန်ဘုံတီးဆန္ဒဖော်ထုတ်မှုတွေလုပ်ခဲ့ကြတယ်လို့ဒေတာခေရီနဲ့တော်လိုင်းအင်အားစုတွေကအတည်ပြုပါတယ်။ဒါဟာတအန်သက်ထင်းနယ်လီစုခွာပြီးနောက်မှာ စစ်ကောင်မရှိတက်ကမြို့ထဲကိုပြန်ဝင်လာမှာကိုအလိုမရှိကြောင်းပြသတဲ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ဒီတံမိုးပြီးတဲ့တွင်ပြန်နေတဲ့ရုပ်သက်ဖိုင်တွေကို PDF တက်မတော်စစ်ရုံးချုပ်ကဒုတိယစစ်ဦးစီးအရာရှိချုပ်ဒေါက်တာစိုးတူရာဇော်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတာတွေ့ရပါတယ်။သူကမန္တလေးတိုင်းမိုးကုတ်မြို့စာတိလေဖြစ်ပါတယ်။ စစ်တပ်ဟာစစ်ရေးအရအနေမျိုးကိုပြင်ရချင်းရမယ်ပြည်သူလူထုရဲ့နှလုံးသားချေကိုဘယ်တော့ခါမှရနိုင်မှာမဟုတ်ဘူးလို့လဲဒေါက်တာဆိုးသူရဇော်ကမှတ်ချက်ရေးသားထားပါတယ်မြမရိုးရအယူအဆအရတန်ဖိုးတီတာအိုခွဲရိုက်ပုတ်တာတွေဟာမကောက်ဆိုးဝါးတွေကိုနင်ထုတ်တာဖြစ်ပြီး2023အာနာသိပ်ပြီးချိန်ကစလို့ပြည်သူတွေဟာဆရာနာရှင်ကိုစက်ကြတဲ့အတိတ်ပဲနဲ့ဒီလိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် လက်ရှိမှာမိုးကုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ NUG လက်အောက်ခံတပ်ဖွဲ့တွေကတော့မြို့ကိုစစ်တပ်လက်ထဲပြန်မရောက်ဖို့အစွမ်းကုန်ကာကွယ်သွားမယ်လို့ကတိပြုထားကြပါတယ်။